ကျွန်တော်မိတ်ဆွေတွေရောမြန်မာနိုင်ငံရဲ့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးဘယ်လိုအမြင်တွေရှိပါသလဲဒီနေ့ကျွန်တော်တို့အာလောတိထားပိတာအယူဆတွေရဲ့အပြင်ဖက်ကိုလမ်းကြည့်ပြီးတမန်အထောက်ထားတွေနဲ့အတူဒီပြဿနာတွေရဲ့အနက်ရှိုင်းဆုံးအကြောင်းရင်းအမှန်တွေကိုဖော်ထုတ်ကြည့်လိုက်ရအောင်ဒီအကြောင်းအရာနဲ့အဓိကအချက်ကိုကျွန်တော်ဥပမာပုံပြင်လေးတစ်ခုနဲ့စပြီးပြောပြချင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘင်္ဂလားဒေ့ဒေသနဲ့ရခိုင်ပြည်နယ်ဟာအိနီရှင်းတွေလိုဆက်ဆံရေးကောင်းခဲ့ကြပါတယ်။အဲ့ဒီချိန်တော့ကရခိုင်လူမျိုးတွေကိုဘင်္ဂလားလူတွေကရိုရှမ်ရိုအမ်စသဖြင့်အမျိုးမျိုးခေါ်ခဲ့ကြပါတယ်။ဒါဟာရခိုင်ဆိုတဲ့အမည်ကိုသူတို့ရဲ့အတန်ထွက်နဲ့လာရောညီထွေဖြစ်အောင်ခေါ်ကြတာဖြစ်ပါတယ်။နောက်ပိုင်းကိုလိုနီခေတ်ရောက်တော့အင်္ဂလိပ်တွေဟာစီးပွားရေးအကျိုးများအတွက်အိန္ဒိယကနေအလုံသမားတွေကိုမြန်မာနိုင်ငံကိုအများပြားခေါ်သွင်းလာခဲ့ပါတယ်။အဲ့ဒီထက်မှ ်ဘင်္ဂါလီမွတ်စလင်တွေလည်းတိုင်းနဲ့ချီပေါင်ဝင်ခဲ့ပါတယ်။အဲ့ဒီလူတွေဟာရခိုင်ပြည်နယ်ရဲ့ဘူတိတောင်မောင်တော်လိုဒေသတွေမှာအများဆုံးအခြေချနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ခုနှစ်လောက်ကစပြီးတော့အဲ့ဒီဘင်္ဂါလီမွတ်စလင်တွေဟာသူတို့ကိုသူတို့ရိုဟင်ဂျာဆိုပြီးစတဲ့ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်။တကယ်တော့ရိုဟင်ဂျာဆိုတဲ့အမည်ဟာအာရပ်ဘာသာကဆင်းသက်လာတာမဟုတ်ပါဘူး။ဘင်္ဂလားဒေသကရခိုင်လူမျိုးတွေကိုခေါ်တဲ့အမည်အဲ့တော့ကိုလက်စားပြီးတော့ယူတောက်ထားတာဖြစ်တယ်လို့ မိုင်းပညာရှင်တွေကအခိုင်အမာဆိုထားပါတယ်။ဒီနေရာမှာကျွန်တော်တို့နည်းနည်းလေးထပ်ပြီးဝေဖန်ပိုင်းခြားကြည့်ဖို့လိုပါတယ်။တကယ်တော့ရိုဟင်ဂျာဆိုတဲ့အမည်ဟာရခိုင်လူမျိုးတွေကိုဘင်္ဂလားကခေါ်တဲ့အမည်သာမန်ရင်။ဒါကြောင့်ရခိုင်လူမျိုးတွေကအဲ့ဒီနာမည်ကိုလက်မခံကြတော့လဲ။အဖြစ်အရိုးရှင်းပါလေ။အခုရိုဟင်ဂျာလို့အမည်ခံနေတဲ့သူတွေဟာရခိုင်တိုင်းရင်းသားတွေမဟုတ်ပဲကိုလိုနီခေတ်မှာရောက်လာတဲ့ဘင်္ဂါလီတွေဖြစ်နေလို့ပါပဲ။ဥပမာအဖြစ် ခင်ဗျားတို့ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့တမိုင်းကိုလေးလာကြည့်မယ်ဆိုရင်ရခိုင်လူမျိုးတွေဟာဗုဒ္ဓဘာသာကိုးကွယ်တဲ့မြန်မာတိုင်းသားတွေဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်တယ်။သူတို့ရဲ့ယဉ်ကျေးမှုဘာသာစကားရိုးရာဒလိတွေဟာဘင်္ဂါလီတွေနဲ့လောကကွဲပြားခြားနားနေပါတယ်။ဒါအပြင်ထောက်ကွက်52ခုနဲ့မှာဖြစ်ပေါ်ခဲ့တဲ့ရခိုင်ဘင်္ဂါလီဒီကရယောကို ကြည့်မယ်ဆိုရင်လည်းအဲ့ဒီအချိန်တုန်းကဘင်္ဂါလီတွေဟာအင်္ဂလိပ်တွေစီကလက်နက်တွေရရှိပြီးတော့ရခိုင်ရွာတွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဆိုတဲ့သက်သေတွေကိုတွေ့ရပါတယ်။ ဒီချက်ဟာလည်းသူတို့ဟာရခိုင်တိုင်းရင်းသားတွေမဟုတ်ဘူးဆိုတော့သက်သေတော်ရကားနဲ့အခိုင်အမာပြနေတာဖြစ်ပါတယ်နိုင်ငံရေးရအကြည့်မဲ့ဆိုရင်လည်းဒီပြဿနာဟာ citizen lesson nationality အမျိုးသားရေးနဲ့နိုင်ငံသားဖြစ်မှုဆိုတဲ့အယူအဆတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေတာဖြစ်ပါတယ်ဘယ်သူတွေဟာနိုင်ငံတော်ရဲ့အစိပ်ပိုင်းဖြစ်တယ်ဘယ်သူတွေဟာနိုင်ငံသားအခွင့်အရေးတွေရသင့်တယ်ဆိုတာမိကုန်းတွေပေါ်လာပြီးတော့အဲ့ဒီမိကုန်းတွေကအလွန်အင်မတန်ကိုအရေးကြီးပါတယ်သမိုင်းထောက်ထားတဲ့စာတွေမှာ ခက်ခက်မမဖော်ပြထားတယ်ဘင်္ဂလီလူမျိုးတမိုင်းပညာရှင်ကြပြဆရာတမိုင်းပညာရှင်ဒေါက်တာအေချမ်းနောက်တမိုင်းသူတိတိဆရာဖုတ်တင်းကျော်တို့လူမျိုးတမိုင်းပညာရှင်တွေထောက်ထားနေတဲ့ရေးထားတဲ့စာတွေမှာဖော်ပြထားတာတွေရှိပါတယ်အဲ့ဒီအချက်လက်တွေအရရိုဟင်ဂျာလို့အမည်ခံတဲ့သူတွေဟာမြန်မာနိုင်ငံရဲ့တမိုင်းဝင်တိုင်းရင်းသားတွေမဟုတ်တဲ့အတွက်နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီးပြဿနာတွေရှိလာတာဟာမဆန်းပါဘူးနိုင်ငံတော်တစ်ခုရဲ့ တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်ဖို့အတွက်နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေတွေဟာရှင်းလင်းပြီးတော့တိကျနေဖို့လိုအပ်ပါတယ်။ဖြစ်နိုင်ခြေအခြေအနေတွေကိုစဉ်းစားကြည့်အောင်။တကယ်လို့ကျွန်တော်တို့ဟာဒီတမိုင်းအမှန်ကိုလေးလူရှုပြီးတော့ရိုဟင်ဂျာတွေကိုတိုင်းရင်းသားအဖြစ်အသိမှတ်ပြုလိုက်မယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲ။နံပါတ်၁ချက်အနေနဲ့မြန်မာနိုင်ငံရဲ့တခြားတိုင်းရင်းသားတွေကြားမှာဥပမာအာရခတတော်တို့ရခိုင်လူမျိုးတွေကြားထဲမှာမကျေနပ်မှုတွေဖြစ်လာနိုင်ပါတယ်။တခြားတိုင်းရင်းသားတွေလည်းအဲ့လိုပဲ စောရကတက်လာတဲ့အခြေအနေတွေရှိနိုင်ပါတယ်။သူတို့အနေနဲ့နေပေါင်းများစွာတည်ရှိခဲ့တဲ့ကိုယ့်ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုလေးလေးကိုရှုခတ်ရတဲ့ဆိုတဲ့ခံစားချက်ခံစားရနိုင်မှာဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့နိုင်ငံတကာရဲ့ဖိအားပေးမှုတွေဟာပိုပြီးတော့များလာနိုင်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေဟာလူခွင့်ရရှုတော့ကနေအဲ့ဒီပြဿနာကိုဆက်လက်ပြီးဝေဖန်အော်ဟဲ့နေကြအောင်မှာပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ဆိုရင်ရခိုင်ပြည်နယ်မှာမတည်ငြိမ်မှုတွေပိုပြီးများလာမှာဖြစ်ပါတယ် ရခိုင်တိုင်းရင်းသားတွေနဲ့ဘင်္ဂါလီတွေကြားမှာအရင်ကတည်းကလည်းတင်းမာမှုတွေရှိခဲ့ပြီးသားပါအချိန်နဲ့အမှန်ကိုမဖြေရှင်းနိုင်ရင်ဒီတင်းမာမှုတွေဟာပိုပြီးတော့ဆိုးရွားလာနိုင်ပါတယ်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်သာအောင်သုံးသပ်ကြည့်ဖို့လိုပါတယ်အကယ်၍ကျွန်တော်တို့ဟာတမိုင်းအမှန်ကိုဖော်ထုတ်ပြီးရိုဟင်ဂျာတွေကိုကိုလိုနီခေတ်ကရောက်လာတဲ့ဘင်္ဂါလီတွေဖြစ်မမကကတမ်းမမဲ့ဆိုရင် မြန်မာနိုင်ငံရဲ့အမျိုးသားရေးနဲ့ပတ်သက်ပြီးပုံပြီးခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။အကယ်၍ကျွန်တော်တို့ဟာနိုင်ငံတကာရဲ့ဖိအားပေးမှုဝေဖန်မှုအတင်းတွန်းပို့မှုတွေကြောင့်တမိုင်းမှန်ကိုလစ်လူရှုပြီးရိုဟင်ဂျာတွေကိုတိုင်းရင်းသားအဖြစ်သာအသေးမပြုလိုက်မဲ့ဆိုရင်အခြားတိုင်းရင်းသားတွေရဲ့မကျေနပ်မှုကိုခံရနိုင်ပြီးတိုင်းပြည်ရဲ့စီးလုံးညီညွတ်မှုပို့ပြီးတော့ထိခိုက်စေနိုင်မှာဖြစ်ပါတယ်။တကယ်လို့ကျွန်တော်တို့ဟာဒီပြဿနာကိုဥပဒေနဲ့အညီ ခိုင်ခိုင်မာမာတရားမျှတတဲ့နိလနဲ့ဖြစ်ရှိမဲ့ဆိုရင်ရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းမှုကိုရရှိနိုင်ပြီးမြန်မာနိုင်ငံအတွက်လည်းပုံမကောင်းမတဲ့အနာဂတ်ရရှိနိုင်ပါတယ်ဒေသခံတွေရဲ့ရခိုင်ဒေသခံတွေရဲ့လူမှုစီပါဘဝကိုတိုးတက်အောင်သူတို့လှုပ်ဆောင်နိုင်သလိုမြန်မာနိုင်ငံအနာဂတ်အတွက်လည်းတည်ငြိမ်ပြီးတိုးတက်အေးချမ်းတဲ့အခြေအနေရနိုင်ပါတယ်ဒီတော့ကျွန်တော်ပြည်သက်တွေအနေနဲ့မြန်မာနိုင်ငံရေးနားလက်တဲ့စိတ်ဝင်စားတဲ့ကျွန်တော်ပြည်သက်တွေအနေနဲ့ဆိုရင် ဒီအကြောင်းအရာကိုနက်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 စဉ်းစားကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။တခြားကျွန်တော်ကိုအခုမှကြည့်တဲ့ပရိသတ်တွေအနေနဲ့လည်းဒီပြဿနာပေါ်မှာဒီအကြောင်းအရာပေါ်မှာတည်တည်ကြကြစဉ်းစားပြီးလေးလေးနက်နက်အဖြစ်ထုတ်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ရိုးကင်ကြအရေးဟာရိုးရှင်းတဲ့ပြဿနာတစ်ခုတော့မဟုတ်ပါဘူး။ဒါဟာအဓိကဖြေရှင်းရမယ့်အာရခတို့ရခိုင်တပ်တော်ရခိုင်လူမျိုးသူတို့ရဲ့တမိုင်းသူတို့ရဲ့ကိုစားပြုမှု identity ။နောက်မြန်မာနိုင်ငံရဲ့သမိုင်းအမျိုးသားရေးနဲ့နိုင်ငံတော်ရဲ့အနာဂတ်အတွက်ပါအင်မတန်ကိုအရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အမှန်တရားကိုမျက်ကွက်မပြုဘဲဥပဒေနဲ့အညီတရားအမျှတတဲ့နိဒန်းနဲ့ဒီပြဿနာကိုရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်။တတိရှိရှိနဲ့ရင်ဆိုင်ဖြေရှင်းရဖို့လည်းလိုပါတယ်။ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်ရူဂင်ဂျာဆိုတဲ့အမည်ဟာရခိုင်လူမျိုးတွေကိုဘင်္ဂလားကခေါ်တဲ့နာမည်တစ်ခုသာဖြစ်ပြီးတော့အခု ရိုဟင်ဂျာလို့နာမည်ခံနေတဲ့သူတွေဟာကိုလိုနီခေတ်မှာရောက်လာတဲ့ဘင်္ဂါလီတွေဖြစ်တဲ့ဆိုတဲ့အကြောင်းခိုင်မာစွာအထောက်အထားတွေရှိပါတယ်။အခုလိုဒီသမိုင်းအမှန်ကိုသိရှိနားလည်ထားခြင်းအဖြစ်ကျွန်တော်တို့ဟာမြန်မာနိုင်ငံရဲ့အမျိုးသားရေးနဲ့နိုင်ငံသားဖြစ်မှုဆိုင်ရာစိတ်ခေါ်မှုတွေမှာပို့ပြီးတော့ထိရောက်စွာရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။အခုလိုအချိန်ပေးပြီးတော့ဒီအကြောင်းအရာကို နားထောင်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီပုံမှာနားလက်တက်ကြွတဲ့ဆရာဆရာမတွေရဲ့အမြင်ကိုလည်း comment မှာရေးပြီးတော့ဆွေးနွေးပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါပြင်ကျွန်တော်ရဲ့နားထောင်ဆွေးနွေးခြင်းနဲ့အကြောင်းအရာတွေကိုလည်းဆွေးနွေးခြင်းနဲ့အကြောင်းအရာအရှိမပြူလေးတစ်လုံးတက်ပြီးတော့မေးခြင်းအဖြစ်ကျွန်တော်ပို့ပြီးတော့ထိထိရောက်ဆွေးနွေးတင်ပြပေးနိုင်မှာဖြစ်ပါတယ်ဟုတ်ဒီတော့နားထောင်စိတ်ဝင်စားစရာကောင်းတဲ့မြန်မာနိုင်ငံရဲ့အကြောင်းအရာတွေစစ်ရေးအကြောင်းအရာတွေလက်လက်ကတော်လာရေးနိုင်ငံရေးတမိုင်းအကြောင်းအရာတွေကို ။ဘာများမေးချင်လဲဆိုရင် comment မှာကျူလေးနဲ့စပြီးရေးခဲ့ပေးဖို့ကျတော့အထူးပဲတောင်းဆိုချင်ပါလေ။နောက်ထပ်နောက်ထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့မြန်မာနိုင်ငံရဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နိုင်ရင် like ပေးခဲ့ပြီးတော့ channel ကို subscribe လုပ်ရသေးတယ်လို့ထောက်ပေးခဲ့ဖို့တောင်းဆိုချင်ပါလေ။အသစ်တင်နိုင်တည်ဖို့အတွက် တော့ဘေးနားကအချက်ပေးခေါင်းလောင်းလေးနှိပ်ထားရင်ရပါတယ်။ကျေးဇူးတင်ပါတယ်။